ဲ့အားလုံးပဲမင်္ဂလာပါဆိုတော့အခုဒီကနေ့ကျွန်တော်ပြောချင်တာတော့ဥရောပ ချန်ပီယံလိနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့လေချန်ပီယံလိကဒီတစ်ပတ်ကျွန်တော်ပြန်စပြီပွဲစဉ်3ဆိုတော့ချန်ပီယံလိပွဲစဉ်3မတိုင်ခင်ပေါ့လေဆာကျွန်တော်အခုရောက်နေတာတော့ညူးရောက်ပေါ့လေညူးရောက်ရဲ့မဟန်တန်ရဲ့မစ်တောင်းမှာရှိတယ် view ကတော့နောက်ကရှယ်ပဲဟိုဘက်မှာတော့တကားဖွင့်ပိတ်လုပ်တဲ့ဒါကျွန်တော်ရဲ့ယူအန်ရှိတယ်ဖွင့်လိုက်ပိတ်လိုက်စီးဝေးပွဲခဏခဏလုပ်တဲ့ယူအန်တို့ပါလို့ရှိတယ်ဆိုတော့ဒါကအခုလောလောဆယ်အနေထားအရချန်ပီယံလိအကြောင်းပွဲစဉ်3ဆိုတာထက်ဥရောပချန်ပီယံလိမှာချန်ပီယံဘယ်အသင်းဖြစ်နိုင်လဲဘယ်သူက favorite ဖြစ်လဲဘယ်အသင်းတွေကဘယ်လောက်ထိတောင့်တင်း နေပြီလဲဆိုတဲ့အကြောင်းပေါ့လေဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာပထမအစောပိုင်းနေ့မှာ FC Barcelona က Olympia ကိုပွဲရှိတယ်အာဆင်နယ်နဲ့ Atletico Madrid ပွဲ Bayer Leverkusen နဲ့ Paris Saint-Germain အပါအဝင် Newcastle ရဲ့ Benfica အပါအဝင် Manchester City က Villarreal ရဲ့အဝေးကွင်းတွားကန်ရမယ့်ပွဲတွေရှိတယ်ဒါပထမနေ့မှာပဲဆိုတော့ကျွန်တော်ဒုတိယနေ့မှာလဲစိတ်ဝင်စားစရာအနေနဲ့ကျွန်တော်ပွဲကောင်းတွေအများကြီးရှိတယ်ပေါ့လေအဲ့လိုပွဲများတွေထဲမှာကျွန်တော်တို့ဒါဘောလုံးပြိုင်သက်တွေထွက်တော့ဥရောပ ချန်ပီယံလိပေါ့လေဥရောပချန်ပီယံလိဆိုရင်ကျွန်တော်တို့ပြည်သက်တွေပြောစရာရှိတာအများအားစိတ်ဝင်စားစရာကောင်းတဲ့အပြိုင်ပွဲပဲ ဒါကျွန်တော်တို့အုပ်စုဆိုရင်အရင်တော့ဆိုရင်အုပ်စု6ပွဲပဲရှိတာအခုကအုပ်စု10ပွဲဖြစ်သွားတယ်ဆိုတော့အင်ဂွေး၄ပွဲအဝေးကွင်း၄ပွဲပေါ့လေဆိုတော့ပထမပွဲစဉ်တွေအပြီးမှာ Bayern Munich ရဲ့ Real Madrid ရဲ့ Paris Saint-Germain ရဲ့ Inter Milan ရဲ့ Arsenal ရဲ့ Karabakh surprise နဲ့ Azerbaijan Club Karabakh က6မှတ်တောင်ရထားတယ်ဒါသူတို့တမိုင်းမှာဒါပထမဆုံးချိန်ပဲအခုမှ Champions League ကိုပထမဆုံးချိန်ဝင်ရောက်ရှင်ပြိုင်နေတဲ့အသင်းက6မှတ်ရထားတယ်ဆိုတော့ဒီ Champions League ပြိုင်ပွဲမှာဘယ်သူတွေ Champion ဖြစ်နိုင်လဲ Champions League ပြိုင်ပွဲကဘယ်အသင်းတွေကိုစောင့်ကြည့်ရမလဲ ဆိုတော့ကျွန်တော်ပထမဆုံးကြည့်တဲ့အခါမှာအခုလက်ရှိပေါ့လေဥရောပတိုက်လုံးမှာရောတက်ဆိုင်ရာဒိုမက်စစ်ပြိုင်ပွဲမှာရောချန်ပီယံလိမှာရန်နုံးပြည့်နိုင်ပွဲဆက်နေတာကဘိုင်မြူးနစ်အသင်းပေါ့လေဆိုတော့ကျွန်တော်ဝီကက်မှာတော့သူတို့ဘရီရှာဒေါ်မန်နဲ့ကမ်းမယ်အဲ့ဒီပွဲမတိုင်ခင်မြထီခြေစွမ်းအပြဆုံးအသင်းကဘိုင်မြူးနစ်သူတို့ကိုယ်တိုင်6ကြိမ်ချန်ပီယံဖြစ်ထားတာဆိုတော့ဒီအသင်းကဒီပြိုင်ပွဲမှာနောက်ထပ်တစ်ကြိမ်ချန်ပီယံဖြစ်နိုင်တဲ့အရေးအတွက်အပြည့်အဝရှိတယ်တခုပဲကျွန်တော်တို့က ဘိုင်မြူနစ်ကအဲ့နော့ကောက်ဂိမ်းတွေကိုချိုသွားတဲ့အခါ quarter final တို့အပေါ်ရောက်လာပြီဆိုရင်သူတို့မလိုအားလည်းပဲနဲ့အမြဲတမ်းတစ်ခုခုဖြစ်သွားလေးရှိတဲ့အခြေအနေတစ်ခုရှိတယ်။အဲ့ချက်ကလွဲရင်ဘိုင်ဟာတော်တော်လေး strong ဖြစ်တဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်။ဆိုတော့ဒီနေရာမှာဘိုင်မြူနစ်အသင်းကအခု hurricane ဆိုရင်တကယ်ကို on fire ပဲ။တက်ဆိုင်ရာလိပြိုင်ပွဲမှာရောလဝေးစင်အသင်းမှာရောကလပ်ပြိုင်ပွဲအပြင်ကို champion league ပြိုင်ပွဲမှာလည်းတကယ်ကိုခြေစွမ်းပြထားတယ်။ဘိုင်မြူနစ်ကကျွန်တော်တို့ဒီနေ့ပြိုင်ပွဲထဲမှာ one of the favorite လို့ပြောလို့ရတယ်။ဒါပေမဲ့တိုက်ဆိုင်သွားတဲ့ favorite ဖြစ်တဲ့ဆိုတဲ့အသင်းထဲမှာတော့ तू ကမ ပါဘူးအဆင့်၄၅လောက်မှာပဲရှိတယ်ဗောလေဆိုတော့ကျွန်တော်တို့ ဘိုးဆွဲဖို့ရေပန်းစားဆုံးလို့ပြောလို့ရတယ် favorite အသင်းတွေကနေစကြည့်မယ်ဆိုရင် Paris Saint-Germain ကျွန်တော်ပြင်သစ်လိကဘာကြောင့်အမြဲတမ်းသူတို့အသင်းတွေကိုအမြဲတမ်း favor ပေးတယ်ဥပမာသူတို့ league ပွဲတွေဆိုရင် Champions League ရှိမဲ့အပတ်တွေမှာသူတို့အမြဲတမ်းတောက်ကြနေကန်တယ်တောက်ကြနေကန်တော့သူတို့ Champions League ကန်တဲ့အခါမှာ Atli Sorbia တခြားအသင်းတွေနဲ့အရှင်ရင်တရက်အနည်းဆုံးပူပူနားရတယ်အဲ့ဒီချက်ကပြင်သစ်လိကသူတို့ league ကိုအမြဲတမ်းအောင်မြင်ခြင်းတဲ့အဓိကအချက်ပါတခါကြရင် Champions League ကမဲ့ Premier League ကလည်းဒီက Sunday မှာကန်ရင်ကန်တာဗျ La Liga လည်းဒီတိုင်းပဲဒီချက်တွေကကျွန်တော်တို့အဓိက အချက်ဖြစ်တဲ့ချိန်မှာကျွန်တော်ကတော့အဲ Paris Saint Germain Louis Sinigue အသင်းက back to back champion ဖြစ်နိုင်တဲ့ chance အပြေအဝရှိတဲ့အသင်းဖြစ်တယ်ဒီအသင်းကဥရောပမှာလက်လောရခြေစွမ်းအတောင်ဆုံးနဲ့အကောင်းဆုံးပုံစံကိုပိုင်ဆိုင်ထားတဲ့အသင်းပဲခု ဒဏ်ရာတွေနဲ့လူတွေမစုံတဲ့ဂျာကနေဘာစလိုနာရဲ့အိုလံပစ်ကွင်းကိုလာပြီးအနိုင်ယူထားတယ်ဒီသင်းကဆန်တာဖောဝါစစ်စစ်မရှိသည့်တိုင်အောင်ရှေ့လယ်နောက်ခံစစ်အခုဆိုရင်ပြခံစစ်မှာစပန်းကြီးတွေပဲရောက်ထားတယ်အရင်တည်းကလည်းခွင့်လေတောင်းထားပြီးသားဆိုတော့ PSG ကတော့ဒါကြောင့်လဲသူတို့ strong favorite ဖြစ်ဆက်ရှိတာ back to back champion ကကျွန်တော် Real Madrid ရတဲ့2016 17နောက်ပိုင်းမှာဘာမှမရှိဘူးလေဆိုတော့အဲ့ဒါကကျွန်တော်ထင်တော့ PSG တို့ဒီချိန်ဟာ Luis Enrique အသင်းက Hansi Flick လည်းမန်းရှိလောက်ထားတယ်သူတို့က next level ရောက်နေဆိုရင်အဲ့အတွက် ကြောင့်ကျွန်တော်ကတော့ PHG ကို favorite ဖြစ်ဆက်ပေးထားဆိုသူတို့အခြေအနေကောင်းတယ်ဗျရနိုင်မဲ့အနေထားလည်းရှိတယ်တောင်တင်းနဲ့ squad တခုပဲဘိုင်မြူးနဲ့2020မှာရတဲ့အချိန်မှာရောတစ်နှစ်ပြီးတစ်နှစ်ရသွားတဲ့အသင်းတွေဟာနောက်နှစ်မှာသူတို့ champion ဖြစ်မယ်လို့မျှော်လင့်ထားကြတာဥပမာ Manchester City ဖလားသုံးလုံးရပြီးနောက်နှစ်မှာလည်းထင်သလောက်မဟုတ်တယ်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်က champion league ရဲ့ net ကြီးတဲ့အတွက်ကြောင့် PSG favorite ဖြစ်နေတော့မှသူတို့အနေနဲ့ဘာမှမဆိုဖြစ်သွားနိုင် ရှိနေဒါပေမဲ့ဒီသင်းကတော်တော်လေး strong ဖြစ်တယ်ခုနဘိုင်ယန်လိုပဲနောက်သင်းကတော့ real madrid ပေါ့လေ madrid ကတော့အမြဲတမ်းပြောကြမှာမလို့ဘူး champion league ပြိုင်ပွဲပထမတစ်နှစ် ကျရှုံးရင်နောက်ဒုတိယရာသီမှာသူတို့ချန်ပီယံဖြစ်သွားတယ်။နောက်တစ်နှစ်ခဏနားတယ်တတိယရာသီမှာချန်ပီယံဖြစ်သွားတယ်။ဒီနှစ်ရာသီမှာထူးခြားတာကအလွန်ဆိုအသင်းမှာခီလန်အမ်ဘပေတော်တော်လေးကောင်းနေတယ်။တစ်ချိန်တည်းမှာပဲဗင်းရှယ်လည်းခြေသွမ်းပြရတယ်။သူတို့မှာစကွတ်တက်တောင်းနေတခုပဲဒဏ်ရာပြဿနာခံစစ်တွေနည်းနည်းလေး injury ဖြစ်တဲ့အချက်ပဲ။ဒါပေမဲ့ Real Madrid အသင်းကကျွန်တော်တို့ကအလွန်ဆိုကပွဲကြီးတွေမှာသူတို့ဘာတွေလုပ်ပြမလဲဆိုတဲ့အချက်ကိုကျွန်တော်ကြည့်အောင်မယ်။သူတို့မာဆေးနဲ့ကန်နဲ့ tyrant နဲ့간နေဆိုတဲ့အတွက်ကြောင့်ပထမနှစ်ပွဲတော့ကျွန်တော်တို့ကအရင်ပြောလို့မရသေးဘူးဒါပေမဲ့ overwatch ကြည့်ရင်တော့ matrix ကအမြဲတမ်း favorite ထဲမှာပါတယ်ဒီသင်းကတကယ်ကို strong ဖြစ်တဲ့အသင်းဖြစ် champion league ရဲ့အတွေ့အကြုံရှိဆုံးအောင်မြင်ဆုံးအသင်းပဲဒါကလည်းလက်ရှိမှာစိတ်ဝင်စားစရာနောက်တစ်ခုကတော့ premier league club တွေက arsenal ပေါ့လေတခြားအသင်းတွေက champion တွေကိုစီရထားတဲ့အချိန်မှာ arsenal ကတော့2006မှာ final တက်ပူတာပဲရှိတယ်ဒါပေမဲ့ဒီရာသီမှာမထင်မှတ်ပဲနဲ့သူတို့အသင်းဟာတော်တော်လေး strong ဖြစ်လာတယ်အရေးသွေးမြင့်တဲ့ player တွေ injury concern တွေရှိသည့်တိုင်အောင် တို့မှာလုံလောက်တဲ့ဘူဆွဲနိုင်တဲ့အရေးသွေးမြင့်တဲ့တောင်တင်းတဲ့ squad ကိုလည်းပိုင်ဆိုင်ထားတယ်။အဲ့ဒီချက်ကမီကယ်အာတီတာနဲ့အာစနယ်တင်းတို့ကအဓိက main ပေါ့လေ။နောက်တစ်ခုက back to back 200ဒီမှာ quarter final semi final တက်လာတဲ့အခါမှာ team က improvement ဖြစ်လာတယ်။ Champions League ကအရင်တော့ဆိုအာစနယ်ကခလေးတာတာဗျ။အဲ့ပွဲရောက်ရင်တို့ဘာမှမလုပ်တတ်တဲ့အချိန်မှာအခု200ဒီနဲ့မီကယ်ရဲ့200ဒီကစပြီးတော့တောင်တင်းလာတယ်။နောက်တစ်ခုက surprise နဲ့အာစနယ်ကို Premier League မှာလည်း favorite ပေးထားတယ်။ Champions League မှာဆို second favorite ပေးထားတော့ကျွန်တော်ထင်တော့အထက် ထားတဲ့အာဆနယ်သင်းဟာဒီယာဒီဟာမနေ့ကရဲ့ဒန်တူဆိုရင်အနည်းဆုံးဆီမီဖိုင်နယ်သွားရမှာဒီယာဒီဟာအာဆနယ်တို့ကတော်တော်လေးကြည်ကောင်းမဲ့စီးစင်းပေါ့လေအဲ့ထဲမှာကျွန်တော်တို့ချန်ပီယံဟောင်းတွေကလီဗာပူးအမြဲတမ်းရှော့တော့လို့မရတဲ့အသင်းပဲသူတို့ကကက်ကွန်ပီတီရှင်ဆိုပိုကောင်းတယ်အာနီစလော့အသင်းကိုဒီနှစ်မှာယာဒီအစပိုင်းမှာနည်းနည်းလေး struggle ဖြစ်နေတယ်ဟန်ချက်မညီသည့်တိုင်အောင်ကျွန်တော်တို့လီဗာပူးကရည်သွေးရှိတဲ့အသင်းတစ်သင်းဥရောပရဲ့6ကြိမ်ချန်ပီယံများဒီအသင်းတစ်သင်းအနေနဲ့ဥရောပမှာဘာမှမဆိုတော့ကျွန်တော်တို့ဥမာ Florian Vast တို့ AKDK တို့တစ်ဖက်က Isat တို့ အကုန်လုံးဖုန်ကောင်းသွားပြီဆိုရင်ဒီသင်းကလုံးဝ on fire ဖြစ်သွားတယ်တခုပဲဟန်ချက်ညီတဲ့အသင်းတစ်သင်းဖြစ်ကိုတော့နီးပြတိဆောက်ဖို့ ਨੇ မနစ်ကတောင်တင်းတဲ့ခန်းစစ်မျိုးဒီနေ့ပြန်လဲတိဆောက်နိုင်ဖို့လိုအပ်တယ်ပေါ့လေဆိုတော့ဒီကြားထဲမှာ Manchester City ရှိတယ် Man City ကတော့အများအားကျွန်တော်တို့ကထက်တွက်ရမယ်အသင်းဘာလို့ဆိုတော့ Guardiola ကြောင့် Guardiola ကြောင့်ဒီသင်းကိုကျွန်တော်တို့ကအများအားထက်တွက်ရတဲ့အသင်းပဲသူတို့က လုတ်ပြနိုင်တဲ့အရေးသွေးရှိတယ်။ဖက်ကွာဒီယိုလိုမှာဟာလန်ဆိုတဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုရှိတဲ့အတွက်ကြောင့်ပဲကျွန်တော်တို့မန်ချက်စတာစီးတီးသဘောကျတယ်။ဂွာဒီယိုလာကြောင့်သူတို့ခံစစ်ကအရင်မကောင်းဘူး။ဒါပေမဲ့ဂိုးသမားတော်တော်လေးစိတ်ချရတယ်။ကွင်းလယ်ကရူဒူရဲ့ကြံ့ခိုင်မှု injury ပေါ်မူတည်တာပေါ့လေ။ကျွန်တော်တို့တခြားအသင်းတွေထဲမှာအခု Chelsea ရှိတယ်။ Chelsea ကလည်း Champion League ကိုနှစ်ကြိမ်အောင်ရထားတာ။ပြီးတော့သူတို့လည်းကျွန်တော်အခု season တင်ဆက်နေတဲ့ American မှာပဲ Club World Cup ရထားတာ။ဆိုတော့ Chelsea ကလည်းတကယ်ကိုစောင့်ကြည့်စရာကောင်းတဲ့အသင်းဖြစ်တယ်။ Champion League ပြိုင်ပွဲမှာသူတို့လက်ရှိတယ်။သူတို့ပြိုင်ပွဲတွေရဲ့ knockout game တွေကိုကြော်ဖြတ် က်နိုင်တဲ့အရေးသွေးရှိတဲ့တပွဲတို့ဆွမ်းဆောင်ရေးကောင်းတဲ့အသင်းပဲဒီသင်းက challenge လုပ်နိုင်တဲ့ဒီညမှာဘာဆီလိုနာပေါ့လေအခုလက်ရှိပြောတဲ့အသင်းတွေထဲမှာ PSG နဲ့ဘာဆီလိုနာက joint favorite ပြ champion ဖြစ်ဖို့ရည်မှန်းစားဆုံးနှစ်သင်းဆိုတော့ PSG ကတော့အကုန်လုံးနှိပါက perfect ဖြစ်တဲ့ချိန်မှာဘာဆီလိုနာရဲ့ခံစင်းတဲ့အိုက် highlight ကိုကျွန်တော်တိတ်သဘောမချဘူးပေါ့လေဒီသင်းရဲ့အရေးသွေးကတောင့်တင်းတာမှန်တယ်အိုက်ခံစင်းကပွဲတိုင်းမှာ အသင်းတိုင်းနဲ့50 50ကစားနေရတဲ့အချက်ကိုကျွန်တော်သဘောမကျတာဘာဆိုနာကောင်းတယ်ဒါပေမဲ့သူတို့နိုင်ဖို့ဆိုရင်အဲ့ highlight ကိုကြော်ဖြတ်နိုင်နိုင်တယ်ဆိုတော့အဲ့ဒသနာကြီးကိုကျွန်တော်မကြိုက်တာတကယ်တော့ဗျာအသင်းကြီးတစ်သင်းကိုနိုင်ဖို့အတွက်ကခက်ခက်ခဲခဲကစားရမယ့်အစားမှာဒီ highlight ကိုကြော်ဖြတ်နိုင်တာနဲ့နိုင်မယ်ဆိုတဲ့အချက်ကဘာဆိုနာရဲ့အဓိကအားနည်းချက်တစ်ခုဖြစ်နိုင်တယ်ဒီရာသီမှာယမားပို့ပြီးတော့မကြောရဖြစ်နိုင်တယ် rushford ကလည်းအားကိုးနေရတဲ့အချိန်မှာဘာဆိုနာကတော့ခံစစ်ပိုင်းပြင်ဆင်နိုင်ရင်ဘာဆိုနာတို့က chance ရှိတယ်ကျွန်တော်တို့တခြားအသင်းတွေဗျာတခြားအသင်းတွေထဲမှာ inter milan ရှိတယ်ဘရီရှာဒေါ်မန်ရှိတယ်တခြား မြလီတဲကညူကာဆယ်ရှိတဲ့ထော့နာဟော့စ်ပါရှိတဲ့အက်တလက်တီကိုမက်ဒရစ်ရှိတဲ့စီးရီမာဆိုဂျူဗန်တက်ဆိုလိုအသင်းမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ဗောလေ favorite ဖြစ်တဲ့အထဲက Paris Saint-Germain ရဲ့ Barcelona ရဲ့ဒါပေမဲ့ကျွန်တော်ကတော့ Barcelona နည်းနည်းလေး favorite မပေးခြင်းဘာလို့သူတို့ရဲ့ခံစားကြောင့် PSG က strong ဖြစ်ဆုံးပဲအဲ့ထဲမှာမှ Real Madrid ကိုထည့်သွင်းရမယ်ပြီးရင် Arsenal ရှိမယ် Man City ရှိမယ် Liverpool ရှိမယ်အသင်းကြီးတွေပေါ့လေဒါကျွန်တော်အမြင် Champions League မှာဘိုးဆွဲနိုင်ဖို့ရေပန်းစားတဲ့အသင်းတွေကျွန်တော်ပြမယ်နံပါတ်1က Barcelona နဲ့ PSG नमन का आसने နံပါတ်3က Real Madrid နံပါတ်4က Bayern Munich နံပါတ်5ကတခြားထိပ်တန်းအောက်ကအသင်းတွေ Manchester City လို့ပါလို့တခြားအသင်းတွေပေါ့လေဆိုတော့ Arsenal ကတော့ surprise နဲ့ဘုံမဆွဲဘဲနဲ့အဲ့ထိပ်နားမှာရှိနေတာပေါ့လေဘာဖြစ်ဖြစ်ဒါဥရောပ Champion League ပြိုင်ပွဲဒီတစ်ပတ် Inter Bordeaux နေ့မှာပွဲစဉ်3ကံမယ်ပြီးတာနဲ့ရှေ့တစ်ပတ်မှာလည်းဆက်ကံမယ်ဆိုတော့ဥရောပ Champion League ပေါ့လေ Champion League မှာဘယ်သူ Champion ဖြစ်မလဲဆိုတော့အရင်ကတော့ကျွန်တော် London ကပဲဖြစ်ဖြစ်တခြားနေရာနေကျွန်တော်တင်ဆက်ပြီးတော့ဒီတစ်ခါကတော့ New York ကဆိုတော့ New York မှာတင်ဆက်နေတဲ့ Arsenal မြတ် Champion League များရမလားပေါ့လေဒါမျှော်လင့်နေအားလုံးကျေးဇူးတင် 嘛嘞！Vale.